ကလပ်အသေးများစွာကိုကင်တွယ်ခဲ့တဲ့စပိန်နီးပြဘီနီတက်စ်ဟာဂရိကလပ်ပါနာတီနိုင်ကိုစ်အသင်းကိုကင်တွယ်ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ရီယယ်မက်ဒရစ်အသင်းရဲ့လူငယ်ကစားသမားဟောင်းဖြစ်ခဲ့ပိုးတဲ့ဘီနီတက်စ်ဟာလီဗာပူးအင်တာမီလန်နာပိုလီရီယယ်မက်ဒရစ်စတဲ့ထိပ်တန်းအသင်းများစွာကိုကင်တွယ်ခဲ့ဖို့သူဖြစ်ပြီးပါနာတီနိုင်ကိုစ်အသင်းဟာသူ့အတွက် 18တင်းမြောက်ဂိုင်တွေတဲ့အတင်းအဖြစ်မှတ်တမ်းဝင်မှာဖြစ်တယ်လို့သိရပါတယ်။ဂိုင်တွေကဲသမျှအတင်းတွေရဲ့အောင်မြင်မှုအများရှိခဲ့ဆုံးကတော့လေဘာဘိုးအတင်းဖြစ်ပြီးချန်ပီယံလိနဲ့ FA ဖလားတွေရယူနိုင်ခဲ့တာပါ။65နှစ်အရွယ်ဘီနီတက်စ်ဟာ ပါနာတီနိုင်ကိုစ်အသင်းနဲ့နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးတနစ်လစာယူရို3.4တန်းရရှိမှာဖြစ်တာကြောင့်ဂရီလီရဲ့လစာအများဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ဗီနီတက်စ်ဟာဆယ်ဒါဘီကိုအသင်းနဲ့2024မလမှာလမ်းခွဲခဲ့ပြီးကတည်းကအသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီးအင်္ဂလန်မှာပြန်လည်နည်းပြခွင့်ရဖို့မျှော်လင့်ခဲ့ပေမဲ့မဖြစ်မြောက်ခဲ့ပဲဂရီမြေကိုပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။